အင်ဒိုနီးရှားရိုးရဂီတပညာရှင်များဟာအမောင်လောကထိထွင်ပေါက်ဝင်ရောက်စေနိုင်တဲ့တီးတွားများကိုတီးခတ်နေကြတယ်။တီးဝိုင်းရှင်မှာနတ်ဆရာမတယောက်ဟာတာဘာပန်ဒန်လို့ခေါ်တဲ့အလုံးရှိကြတဲ့အစီအရင်ကိုပြုလုပ်နေတယ်။အစီအရင်စတင်တဲ့အခါမိန်းကလေးတယောက်နဲ့ယောက်ျားလေးတယောက်ကိုခေါင်းပိုင်းမှာခြံထားပြီးတကိုယ်လုံးမြင်မြုပ်ထားကကာရာမနန်တွေရွတ်ဖက်လိုက်တယ်။ခဏကြာတော့ညီမြုပ်ခံထားရတဲ့မိန်းကလေးကမခံမရနိုင်ဖြစ်ပြီးကြောက်လန့်တကြားအော်ဟစ်လိုက်ပါတော့တယ်။ဟုတ်ကဲ့ဒါကတော့ အယ်မာဟွန်ဆိုတဲ့အင်ဒိုနီးရှားတရက်ကဖြစ်ပြီးဝီအမြဲတမ်းမလွတ်တန်းတင်လို့ရှိတယ်။မိသမီချိုလီဆိုဖီယာလည်းပါဝင်တာမို့ဇလန်းမကောင်းမှလည်းပူစရာမလိုတော့ပါဘူး။ဒီဇလန်းဟာလည်းရှေ့မှာကွီးတင်ထားတဲ့ဆက်ပီလွန်7ဟာရီလိုမျိုးထိတ်လန့်စရာအတုပ9ရက်အကြောင်းဖြစ်ပြီးဇက်အင်ကတော့လုံးဝမတူပဲဇလန်းကောင်းတစ်ပုဒ်ကိုလက်မလွတ်စေချင်တာမို့ပြီးချရတဲ့ပြိသက်ကြီးအတွက်အကောင်းဆုံးစ조사ပြီးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ဇလန်းလေးမစခင်လိုက်တစ်ချက်ကောမန့်တစ်ကြောင် ဆရာပို့အချင်းမရှိရင်နှစ်သက်တဲ့ emoji တခုခုမှန်းခဲ့ပေးပါ subscribe မလုပ်ရသေးရင်လည်းလုပ်ခဲ့ကြပါ VPN ဖွင့်ပေးဖို့လည်းတောင်းဆိုပါရစေဇလန်းလေးဆက်ကြမယ်နတ်ဆရာမကြီးကလူတွေကိုအရှင်လက်လက်မြေလုပ်တဲ့အစီရင်လုပ်တာဘာအတွက်လဲဘလို့အဖြစ်ပြက်မျိုးကြောင့်ဒီလိုခန်းနာလာတဲ့တပါပန်တန်အစီရင်ကိုလုပ်ခဲ့ရတာလဲအစီအရင်မလုပ်ခင်လွန်ခဲ့သော6ရက်မစ္စတာမူဆိုတဲ့လူကြီးကသူတို့မျိုးမှမတိတူမရှိတဲ့ရာဘာချန်တထေးတယောက်ဖြစ်ပါတယ် မစ္စတာမူကသဘောကောင်းပြီးပျော်ပျော်နေတတ်တော့လူတိုင်းကသူ့ကိုဖော်ရွှေစွာနှုတ်ဆက်လိရှိကြပါတယ်။ဈေးကအပြန်ရာဘာချန်တစ်ခုကိုဖျက်လာတော့ချန်ပန်ရှင်နဲ့ရွာလူကြီးကနှုတ်ဆက်လိုက်ပြီးမစ္စတာမူလိုမျိုးတခြားဒေသခံတွေရဲ့ရောဘာဆက်ခင်းတွေလည်းအထွတ်နှုံးကောင်းစေဖို့နီလန်းများရှိရင် မျှဝေပေးပါအောင်လို့ရွာလူကြီးကပြောလိုက်ပါတယ်။မစ္စတာမူကတော့သူ့ရဲ့သမီးလေးနူရီတယောက်မနေ့ပြန်အင်ဂျင်နီယာဘွဲယူရမှဖြစ်လို့ဒီကိစ္စတွေနောက်မှပဲပြောတော့မယ်ဆိုကအိမ်ပြန်လာခဲ့ပါတယ်။အိမ်အပြန်လမ်းမှာ ကွန်ကရစ်ဒရာချင်းလေးကိုဖျက်လာတော့နောက်ကနေဇွမောင်းလာတဲ့ခွေးဘလူးကားတစ်စီးကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ရပါတယ်အင်ကိုရောက်တော့အင်းရှိမှထိုင်နေတဲ့အငေးဆုံးသားလေးရန်ဒါကိုကောလိပ်ကြောင်ဆက်တက်ဖို့ကိစ္စပြောလိုက်ပါတယ်ရန်ဒါကတော့လက်ရှိအချိန်မှာမစ္စတာမူရဲ့ရာဘာဆက်ခင်းတွေကိုဦးစီးနေရသူဖြစ်ကာကြောင်ဆက်တက်ဖို့ကိစ္စစိတ်မဝင်စားပဲရှိနေပါတယ်မစ္စတာမူကပစ္စည်းဥစ္စာနဲ့ပြည်စုံတဲ့တည်ဖြစ်နေပြီမို့တသမီ၃ယောက်လုံးကိုပညာတကြီးတွေဖြစ်စေခြင်းခဲ့တာပါ ကြီးဆုံးသားဖြစ်တဲ့ဆဲဆာကိုကောင်းကောင်းပြောထောင်ခဲ့ပြီးလက်ရှိမှာဆရာဝန်တယောက်ဖြစ်နေပါပြီအလမကလည်းမနှက်ဖြန်အင်ဂျင်နီယာပွဲယူတော့မှဖြစ်လို့အငယ်ဆုံးသားလေးရန်တာအတွက်စိတ်ပူနေပါတယ်အဲ့ဒီနောက်သူတိတ်ချစ်တဲ့မြင်းကြီးကိုအစာကျွေးနေတဲ့တူမတော်ဆက်သူအာချန်ဆိုးတဲ့မင်းကလေးနာသွားပြီးအိမ်လုပ်ငန်းစဉ်တွေမိတော့အာချန်ကရေချိုးကန်းထဲမှာရေပူရေအေးဆက်တက်ဆင်ပြီးကြောင်းဒါပေမဲ့ရေယူနေသေးတာမို့တက်ဆင်သူတွေကမနှက်ဖြန်မှလာပြင်ပေးမှဖြစ်ကြောင်းပြောလိုက်ပါတယ်မိဖို့ချောင်းထဲမှာတော့ မစ္စတာမူရဲ့ဇနီးတဲ့ကအိမ်မူကိစ္စများလုပ်နေပြီးမစ္စတာမူနဲ့သားသမီး၃ယောက်အကြောင်းများပြောနေကြကမစ္စတာမူကတိကကြီးမှဘွဲမရရင်လူတွေကအထင်သေးတဲ့ကြတာမို့အငဲဆုံးသားလေးရန်တာကအထက်တန်းအောင်တဲ့အဆင့်မဲရှိနေလေတော့စိတ်ပူနေရပါတယ်။အဲ့ဒီနောက်ဖြောပြီးသွားတဲ့ကိုပီခွက်ကိုကင်ပြီးပြန်အထွက်မှာရုတ်တရက်ရင်ပတ်တဲ့ကအောင်လာတာမို့လက်ထက်ကဖန်ခွက်လွတ်ကျသွားပါတယ်။အဲ့ဒါနဲ့ဇနီးတဲ့လေမိဖို့ကျောင်းကနေအ мян ထွက်လာပြီးထူပေးလိုက်ခါအနားယူဖို့ပြောလိုက်ပါတယ်။မနက်လေးနာရီခွဲချိန်မှာတော့ မစ္စတာမူရဲ့ဇနီးဟာအဲ့ရကထလာပြီးနောက်တည့်ရကူးသွားပြီးဖြစ်တာမို့ပြက်ကရင်ရွက်စုပ်ကိုတရွက်ဖျဲလိုက်ပါတယ်ကလီဝွန်အင်ကာနေမစ္စတာမူရဲ့ဇနီးတွေကဒီနေ့ဟာသမီးလက်နူရီဘွဲယူရမှာမို့ရန်တော့ကိုစိုးစိုးစီစီနှိုးနေပါတယ်မစ္စတာမူလည်းထလာပြီးရေချိုးခန်းထဲဝင်သွားပါတယ်ဇနီးတွေကမနေ့ကတက်ထားတဲ့ရေပူဆက်ကအလုတ်ဖြစ်ရလာလို့လှမ်းမိလိုက်ပါတယ်မစ္စတာမူကရေကောက်ကိုဖွင့်ပြီးအစဉ်ပြေကြောင်းပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်ရေပန်းကိုဖွင့်လိုက်တော့ရေပူဆက်ကဝါယာရှော့ဖြစ်နေပြီးကျလာတဲ့ရေတွေထဲမှာ လျှက်စစ်တွေစီးဝင်နေပါတယ်မစ္စတာမူကရုတ်တရက်ရင်ဘက်ကအောင့်လာတော့ရက်ပြီးချောင်းဆူးနေချိန်လျှက်စစ်စီးဝင်နေတဲ့ရေတွေဟာတူနာလေးရောက်လာခဲ့ပါတယ်အဲ့ဒီအချိန်ဘေးစင်ဘက်ကိုလှမ်းလိုက်တော့ကံကောင်းစွာနဲ့လွတ်မြောက်သွားခဲ့ပါတယ်မစ္စတာမူကဘေးစင်ထဲမှာလဲချောင်းရှင်းလိုက်ပြီးသူ့ဖွင့်ခဲ့တဲ့ရေတွေကပူနေပြီဖြစ်လို့ပြန်ပိတ်ဖို့အသွားမှာလျှက်စစ်စီးနေတဲ့ရေတွေပေါ်နင်းမိတာနဲ့တက်လိုက်ပြီးအတောင့်လိုက်လဲချသွားပါတယ်ရှော့ဖြစ်သွားတာနဲ့တပြိုင်နက်အိမ်ထဲကဘရေကာကပြုတ်ကျသွားပြီးမင်းကျသွားပါတယ် မစ္စတာမူကတော့အသက်မရှိတော့ပါဘူး။ကလီဝင်အင်ကာနစ်မှာဆုံးသွားခဲ့ရင်သူတို့ရဲ့မိသားစုဒါမှမဟုတ်သူတို့ရဲ့အရင်းအဆုံးသူတွေကိုသူနဲ့အတူခေါ်သွားလိမ့်မယ်။တည်ဆုံးခြင်းနဲ့ကန့်ဆိုးမှုတွေသူတို့အပေါ်ကြားရောက်လိမ့်မယ်လို့လူတချို့ကယုံကြည်ကြတယ်။နူရီပွဲယူပြီးပြန်လာတဲ့အခါဖခင်ကြီးအလောင်းစီအမြန်ပြေးပြီးငိုနေကသူမအပေါ်ဂရုစိုက်ပြီးပညာတကြီးဖြစ်စေခြင်းနဲ့ဖခင်ကြီးရဲ့ပုံရိပ်တွေကိုပြန်လည်အမတ်ရနေပါတယ်။အဲ့ဒီတော့အကြီးဆုံးတပ်ပစ်သူဆဲဆာလဲရောက်လာခဲ့ပါတယ်။အိမ်အပြင်ဘက်မှာတော့ဆာရိုဆူလို့ခေါ်တဲ့ မစ္စတာမူရဲ့ညီဖြစ်သူကအတုပကိစ္စတွေလုပ်နေပါတယ်ခဏနေတော့ရွာလူကြီးရောက်လာပြီးငါတို့ဒလိတခုလောက်ရမယ်မင်းတို့အဖေကိုနာရေးပို့တဲ့အချိန်မင်းတို့မိသားစုကလမ်းတစ်လျှောက်မှာပကံများတွေခွဲပေးရမယ်ဆိုတော့ခေပညာတဲ့ဆရာဝန်တယောက်ဖြစ်တဲ့ဆဲစာကလက်မခံဖြစ်နေတော့မင်းတို့အဖေဆုံးသွားတာကလီဝင်အင်ကာနစ်ဖြစ်ပြီးနေကောင်းတည့်ရမဟုတ်တဲ့အတွက်တခြားမိသားစုဝင်တွေသူ့နောက်ကိုလိုက်မသွားရအောင် လုပ်ရမယ်မင်းတို့မိသားစုဒလိကိုလိုက်နာဖို့အကြံပြုခြင်းနဲ့မဟုတ်ရင် ွယ်လွန်သွားတဲ့သူကသူ့ရဲ့မိသားစုကိုပါငါးရက်အတွင်းခေါ်သွားလိမ့်မယ်ဆိုတော့ဆက်ဆက်ကအင်တင်တင်လုပ်နေတဲ့အခါရန်နာကဝင်ပြီးအကိုနဲ့အမမလုပ်ချင်ရင်နေပါကျွန်တော်နဲ့အမေတို့လုပ်လိုက်ပါမယ်ဆိုတော့အမေကပူဆွေးနေတာမယူဆမ်းပါနဲ့မရဘူးဒီကိစ္စကိုငါလက်မခံဘူးလို့ဆဲဆာကညှင်းဆူလိုက်ပါတယ်အဲ့ဒီအခါရွာလူကြီးကစိတ်ပူပြီးဒီတလေကမင်းတို့မိသားစုအကုန်လုံးပါဝင်ဆောင်ရွက်ရမယ်လို့ထပ်ပြောတော့ဘလို့မှလက်မခံတဲ့အကိုကြီးကိုနူရီကဝင်ဖြောင်းပြကြည့်ပေမဲ့လုံးဝလက်မခံခဲ့ပါဘူး အတူပပိုးတဲ့အချိန်မှာတော့ဂျော်လီဂျီကပကံများတချို့နဲ့အကျွေးစေးတွေပေးပြီးတင်းချိုင်းမရောက်ခင်လမ်းတစ်လျှောက်ပကံများတွေကိုခွဲပစ်ပြီးအကျွေးစေးတွေကိုလည်းပစ်ချဖို့မှားလိုက်ပါတယ်။အဲ့ဒီနောက်အင်ကားတွေစထွက်တော့မိခင်ကြီးကခေါင်းမူးနေလေတော့အခေါင်းထန်းထားတဲ့ဆဲစာကမိခင်ကြီးနားသွားပြီးဒါတွေမလုံးနိုင်ရင်မလုပ်ပါနဲ့ဒီတန်းရိုးရဒလေးတစ်ခုပါလို့ပြောလိုက်ကတွဲခေါ်လိုက်ပါတယ်။ဒီလိုနဲ့အင်ကားစထွက်ကြတော့ နူရီနဲ့ရန်တာတို့မောင်နှမနှစ်ယောက်ကရှေးကနေပကန်းတွေခွဲပြီးရိုးရဒလိကိုလှုပ်ဆောင်ကြပါတယ်။တင်းချိုင်းကိုရောက်တော့အလောင်းကိုမြေမြုပ်ကြခြင်းခင်မွန်းအတွက်ပူဆွေးတော့ကရောက်နေတဲ့မိခင်ကြီးကယူကျုံမရဖြစ်နေကသူ့ကိုပါခေါ်သွားဖို့ဒရင်ဒရင်ပြောပြီးငိုကြွေးနေပါတော့တယ်။ရွာလူကြီးနဲ့ဆဲဆာရိုညီကိုနှစ်ယောက်ကညီချင်းနဲ့ဝင်ပြီးဆူတောင်းပေးနေခြင်းဆူတောင်းတဲ့တွေကိုအလောင်းကလည်းကြားနေရတယ်လို့ဖြစ်နေပါတယ်။အတုပပထမရက်နာရီအိမ်ထဲမှာဆူတောင်းစာများရွတ်ဖတ်နေကြပြီး တစုံတစ်ခုကနာရဲ့အိမ်စီချင်းကပ်လာကအတန်ပေးလိုက်ပါတယ်အတန်ကမစ္စတာမူရဲ့အတန်ဖြစ်ပြီးသူ့မိမကိုလှမ်းခေါ်နေတာပါအဲ့ဒီအတန်ကိုကြားလိုက်ရတဲ့ဇနီးတဲ့ကဖျောင်းနိုင်တချောင်းယူပြီးအနောက်ခန်းထဲဝင်သွားကယောက်ျားလာလို့မေးပြီးကျမကိုပါရှင်နဲ့အတူခေါ်သွားပါရှင်မရှိပဲကျမမနေရလို့ပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအတန်ကထတ်ထွက်လာတော့အတန်လာရနောက်ကိုလိုက်ရင်ရှက်ကြီးတကင်ငိုကြွေးနေတဲ့အတန်တွေကြားလိုက်ရတဲ့လူရီနဲ့အချန်တို့ကကြားပြီးနှစ်သိမ့်ပေးလိုက်ပါတယ်အင်းရှိကလူတွေကစူတောင်းမှုကိုခဏရက်လိုက်ကြပြီး ရန်တာကသူ့မိခင်စီထထသွားမဲ့အလို့ဆဲဆက်ကတားလိုက်ပြီးအားလုံးကိုသူ့မိခင်ဝမ်းနေနေလို့ပါအခုကျွန်တော်ညီမသွားပြီဖြစ်လို့စူတောင်းစာဆက်ရွတ်ကြဖို့ပြောလိုက်ပါတယ်နူရီကတော့မိခင်ကြီးကိုချော့ပြီးအိတ်ခမ်းတွေကဂရင်ပေါ်လိုက်ပို့တော့မိခင်ကြီးကသူ့အရန်ကြောက်နေလို့ဖတ်ထားပေးပါလို့ပြောလိုက်ပါတယ်ညစနစ်နာရီထိုးတော့စပွဲဘော်ကတပ်ပုံတစ်ချက်ဟာလဲချသွားလို့နူရီကမိခင်ဘေးကနေထလာပြီး ဓာတ်ပုံကိုပြန်ထောင်ထားလိုက်ပါတယ်အဲ့ဒီနောက်မိခင်ကြီးလည်းနှစ်နှစ်ချက်ချက်အိမ်မောကျနေပြီဖြစ်လို့ဖျောင်းနိုင်တချောင်းယူပြီးအခန်းထဲကထွက်သွားတော့ကျန်ခဲ့တဲ့ဖျောင်းနိုင်ဟာမင်းငိမ့်သွားပါတယ်နူရီလည်းအခန်းပြင်ရောက်တော့မိဖို့ခန်းထဲကနေအတန်ကြားလိုက်ရလို့တွားကြည့်လိုက်ပါတယ်ဒါပေမဲ့ဘာမှရှိမနေတာမို့ပြန်ထွက်လာချိန်မှာလက်ထက်ကဖျောင်းနိုင်ဟာမင်းငိမ့်သွားပါတယ်အဲ့ဒါနဲ့မိခင်ကြီးများတခုခုဖြစ်နေလာစိုးရိမ်တာနဲ့တွားကြည့်တော့ရေချိုးခန်းထဲကနေရေကြတန်ကြားလိုက်ရပါတယ် အဲ့ဒါနဲ့ရေချိုးကန်းစီသွားတော့ရန်တာထွက်လာတာမို့လန့်သွားပါတယ်။ရန်တာကမိခင်ကြီးအခြေအနေကိုမေးရင်အမတ်ဆူဒလိထုံးနှန်းကိုအမေရောအကိုရောဝင်လို့ရမှာလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါဘေးမှာရှိနေတဲ့ဝမ်ခွဲမောင်နှမဖြစ်သူအာချံကလည်းဝင်ထောက်ခံခဲ့ပြီးသူ့အတော်အတွက်သူလည်းစိတ်ပူကြောင်ပြောလိုက်ပါတယ်။အဲ့ဒီအချိန်ဆဲဆာရောက်လာပြီးဘာတွေစိတ်ပူနေတာလဲ။ဒီလိုဒလိတွေဆိုတာတကယ်မဟုတ်ပဲရိုးရတက်တက်တာဖြစ်ကြောင်ပြောပြီးဆေးရုံမှာလူနာတွေများနေတဲ့အတွက်သူလည်းဒီမှာကြာကြာနေလို့မရကြောင်ပြောတော့ရန်တာက မင်းကိစ္စတွေကမိသားစုထက်ပိုအရေးကြီးနေတာလားလို့ပြောပြီးထွက်သွားပါတယ်ဆက်ဆံလဲအငဲတယောက်ကသူ့ကိုမချင်မကန်ဆက်ဆံတဲ့အပေါ်ဒေါသဖြစ်သွားတော့နူရီကစိတ်လျှော့ဖို့ဝင်ပြောလိုက်ပါတယ်အခန်းထဲကနေအားလုံးထွက်သွားတော့အိမ်ထဲမှာပိုချွန်းထုတ်ထားတဲ့အလောင်းတရေရှိနေတာကိုတော့သတိမထားမိခဲ့ကြပါဘူးအခန်းထဲကမိခင်ကြီးကတော့နိုးနေပြီးမျက်နှာချက်ကိုစိုက်ကြည့်နေပါတယ်အတုပဒုတိယနေ့နူရီနိုးလာတော့သူ့မိခင်တယောက်အိမ်ခန်းထဲမှာရောအိမ်ထဲမှာရောမရှိတာမို့ အိမ်ပြင်ထွက်ကြည့်တော့လမ်းမပေါ်မှာအိတ်နေတာကိုတွေ့လိုက်ရပြီးအယမ်းစိုးရိမ်သွားကမိခင်ချစ်စီအ мян ပြေးသွားလိုက်ပါတယ်ဒါပေမဲ့ခြံတကားကဖွင့်မရပဲဂျမ်းဖြစ်နေပါတယ်ဆဲဆာလည်းအတန်ကြာတော့အိမ်ပြင်ထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်ခွေးဘလူးကားတစ်စီးကအ мян မောင်းလာပြီးတက်ကြိတ်ခံနေမှာရွာလူကြီးနဲ့အတူအပြင်ကနေပြန်လာတဲ့ရန်တာကဝင်းဆွဲလိုက်တဲ့အခါအသက်ချမ်းသာရာရသွားခဲ့ပါတယ်ကာသမားကတောင်းပန်ပြီးထွက်သွားပါတယ်အဲ့ဒီကားကဒရာချင်းလေးပေါ်မှာမစ္စတာမူကိုလည်းတိုက်မိမလို့ဖြစ်ခဲ့တဲ့ကားပါပဲ ရွာလူကြီးကရန်တန်းကိုမင်းယုံယုံမယုံယုံဒါတွေအကုန်မင်းအဖေစုံးနာနဲ့တက်ဆိုင်နေတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာမိခင်ကြီးကိုအိတ်ခမ်းနဲ့ပြန်ပို့ပေးတော့မိခင်ကြီးကပြတင်းပေါက်တွေကိုတေချာပိတ်ပြီးခဲ့ဖို့ပြောလိုက်ပြီးနောက်နူရီနဲ့အာချမ်းကိုအနာခေါ်လိုက်ကမင်းတို့ကိုသတင်းစိုးတစ်ခုပြောစရာရှိတယ်။အဲ့ဒါကတော့မကြခင်ငါထွက်သွားတော့မယ်။ဒါပေမဲ့သတင်းကောင်းလည်းရှိပါတယ်ဆိုကနူရီတို့ရဲ့လက်ကိုကင်ပြီးတမီးတို့ကိုလည်းခေါ်သွားပေးမယ်ဆိုတော့နူရီလည်းလန့်သွားခဲ့ပါတယ်။ညရောက်တဲ့အခါအဲ့ဒီအကြောင်းကိုပြောပြတော့ဆဲဆက်က ီလိုအခြေအနေမှာဒါမျိုးဖြစ်တာကပုံမှန်မဲဆိုတော့ရန်တာကဝင်ပြီးဒီလိုဖြစ်တာကလီဝင်အင်ကာနစ်မှာအဖေဆုံးခဲ့တာနဲ့ဆိုင်နေဆိုပြီးပြန်ပြောတော့ညီအကိုနှစ်ယောက်စကားအခြေတင်ဖြစ်နေကြတဲ့အခါနူရီကဝင်ပြီးဖြန့်ပြစ်ပေးခဲ့ရပြန်ပါတယ်။အဲ့ဒီအချိန်အာချန်ရောက်လာပြီးဝယ်လာခဲ့တဲ့ဆေးတို့ကိုပေးလိုက်ကအနီးနားမှာဝယ်မရလို့နောက်ကျတော့တဲ့အကြောင်းတောင်းမှန်ပြီးအိမ်ထဲဝင်သွားပါတယ်။ဆေးဆာကအာချန်ကိုတစ်ချက်ဝစ်ကြည့်လိုက်ပြီးနောက်ရန်တာတို့ဘက်ပြန်လှည့်က ငါအခုအိမ်တော်ဦးစီးဖြစ်သွားပြီဆိုတော့အမေကိစ္စကိုငါနီလန်းအတိုင်းပဲဖြစ်ရှင်းမယ်လို့ပြောလိုက်ပါရယ်အတုပတတရနေ့မိခင်ကြီးရဲ့အခြေအနေကတော့ညကအတိုင်းတိတ်မထူးကြပဲအတိတ်ပဲမရှိတဲ့စကားတွေပြောနေတော့မှာပဲရန်တာနဲ့ဆဲဆာကတော့အင်ကြီးကိုပြုတ်ပြင်ထိမ့်သိမ့်ဖို့အတွက်လူသမားတချို့ကိုညွန်ကြားနေပါတယ်။အဲ့ဒီနောက်ဆဲဆာကဒီနေ့ညဆေးရုံကိုပြန်သွားရတော့မယ်။အိမ်မှာဂယူးဆိုင်ပြီးနေခဲ့ပါလို့ပြောလိုက်ပါတယ်။ နေညိုချင်းရောက်တော့ဗလီကနေအာဆန်ခေါ်တဲ့အခါအရတက်ကသူတွေဟာဗလီကိုတွားကြပြီးနူရီတို့မိခင်ကြီးကတော့အိမ်မှာပဲဝှက်ပြုတ်နေပါတယ်အိမ်ကြီးကိုထိမ့်သိမ့်ပြုတ်ပြစ်နေကြတဲ့အလုသမားတွေကတော့ကွာနေတဲ့မျက်နှာချက်ကိုတန်နဲ့ပြန်ရိုက်နေကြချေရန်တာကအိမ်မှာရက်လေပွဲရှိတော်မူမနှက်ဖြံမှာဆက်လုပ်ဖို့ပြောလိုက်ပါတယ်မိခင်ကြီးကတော့သူ့မရဲ့အခန်းထဲမှာဝှက်ပြုတ်နေချေမန်းထဲမှာပေါ်နေတဲ့အလောင်းတရေကိုသတိမထားမိပဲဆက်လက်ဝှက်ပြုတ်နေတော့မှာပဲအဲ့ဒီအချိန်အခန်းထဲကပန်းကကချောင်းနေပြီးတကြွကြွမြည်နေတာကြောင့် ကျိုးဆွဲခလုတ်ကိုဆွဲပြီးပိတ်ပေမဲ့ခလုတ်ကညက်နေပြီးပိတ်မရဖြစ်နေတော့တားငယ်လေးရန်တက်ကိုလှမ်းခေါ်ကြည့်ပေမဲ့အနီးနားမှာမရှိတာမှမကြားရပဲရှိနေပါတယ်။အဲ့ဒီအချိန်အခန်းပြင်ကနေအတန်ကြားလိုက်ရလို့တွားကြည့်ချင်ပြတင်းပေါက်ကဝုန်းကနေစောင့်ပွင့်သွားပြီးအခန်းထဲကိုလေအေးများဝင်လာခဲ့ပါတယ်။အဲ့ဒါနဲ့ပြတင်းပေါက်ကိုတွားပိတ်တော့အလောင်းခုံကြီးကအပေါ်ကနေဇောက်ထိုးကျလာတဲ့အခါလန့်ပြီးလဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲမျက်နှာချက်ပေါ်ကပန်ကဟာ မူလီတွေအကုန်ပြုတ်ထွက်ကပြုတ်ကျလာပြီးလယ်နေဆဲဖြစ်တဲ့ပန်းကဒလက်ကသူ့မမျက်နှာကိုဇက်တိုက်ခုတ်ဖြတ်တယ်လို့ဖြစ်ပြီးမျက်လုံးတွေပါကျွတ်ထွက်ကအသက်ထွက်သွားပါတော့တယ်။နူရီတို့အိမ်မှာနာရီကနှစ်ခုဖြစ်သွားပြီးဝမ်းနေနေတဲ့ညီမလေးကိုဆဲဆာကနှစ်သိမ့်ပေးလိုက်ပါတယ်။ရွာလူကြီးကတော့ရန်တော့ကိုနတ်ဆရာတယောက်ရဲ့လိပ်စာပေးလိုက်ပြီးဖြစ်နိုင်ရင်အများဆုံးသွားဖို့တိုက်တွန်းလိုက်ပါတယ်။နူရီကတော့သူ့မရဲ့အခုကြီးကိုအခုချိန်ထိမတော်တဆလို့တွေးနေတော့လားညီမလေးတို့ကိုပါခေါ်သွားမယ်လို့အမေကပြောတယ်ဆိုတော့ဆဲဆာက ရန်တာလိုလုံမနေနဲ့ဒါတာမန်မတော်တဆပဲလို့ပြောလိုက်ပါရယ်အဲ့ဒီအချိန်ရန်တာလည်းရောက်လာပြီးဘာဆက်လုပ်ကြမလဲကျွန်တော်တို့တခုခုလုံးမရတော့မယ်ဆိုတော့မင်းကဘာလုံးမလို့လဲငါကိုယ်တိုင်ဆရာဝန်တယောက်ဖြစ်နေတာတော့မှလူနာတွေရဲ့အသက်ကိုအာမမခံနိုင်ခဲ့ဘူးလူတွေတိတ်ဆုံးတဲ့ကိစ္စကိုမင်းကဟန်တာလို့ရမလားဒါကဖျားသခင်ရဲ့လက်ထဲမှာပဲရှိတယ်လို့ပြောလိုက်ပါရယ်နူရီလည်းကြားလာရင်ပိုဆိုးမှဆိုးရံနဲ့ညီအကိုနှစ်ယောက်ကိုဖြန့်ဖြေးပေးလိုက်ပါရယ်မောင်နှမတွေစကားအခြေတင်ဖြစ်နေတာကိုတော့ဝမ်းကွဲညမအာချံက ဘာတစ်ခုမှဝင်ဆက်ဖက်ခွင့်မရှိတော့မို့မျက်လုံးအဝိုင်းသားနဲ့သာကြည့်နေရပါတယ်ညာ၁၂နာရီထိုးသောအခါနူရီကမိခင်ကြီးအလောင်းဘေးမှအိပ်ပျော်နေပြီးတရေနိုးလာခဲ့ပါတယ်သူမအနောက်ကအလောင်းကြီးထားထိုင်လာတာကိုတော့သတိမထားမိပဲဖြစ်နေပါတယ်အဲ့ဒီအချိန်လူတယောက်အမြန်ပြေးလာတဲ့ခြေတံနဲ့အတူမိခင်ကြီးကဘေးကိုရောက်လာတော့လန့်သွားပါတယ်ဒါပေမဲ့အိမ်မက်တစ်ခုသာဖြစ်နေပြီးလန့်နိုးလာတော့တပတ်ကိုစောင်းနေတဲ့မိခင်ကြီးရဲ့မျက်နှာကိုပြန်တက်ပေးပြီးပဝါအဖြူအုပ်ပေးလိုက်ပါတယ်ဆဲဆာကတော့စိတ်ညစ်ညစ်နဲ့ ွန်ကရစ်တရားပေါ်တော့ပြီးဆက်လက်တောင်းနေတော့တားလေးလိုလန့်ခေါ်လိုက်တဲ့ဖခင်ကြီးရဲ့အတန်ကြားလိုက်ရပါတယ်။နောက်ထပ်မိခင်ရဲ့ခေါ်တံကိုပါတတ်ကြားလိုက်ရပြီးမတက်ရက်နေတဲ့မိခင်ကြီးရဲ့အလောင်းကိုမြင်တွေ့လိုက်ရတော့အံ့ဩနေချင်းတက်တိုင်မှာရှိတဲ့မီးလုံးကကွဲသွားတော့တဖက်ကိုအလဲမှာဖခင်ရဲ့အလောင်းကိုပါတွေ့လိုက်ရပါတယ်။အလောင်းတွေကတမလုံးကိုလိုက်ခဲ့ဖို့ခေါ်နေတော့ဒီလိုကိစ္စတွေကိုမယုံကြည်တဲ့ဆဲစာဟာမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတော့လန့်လာပြီးအဲ့ဒီနေရာကနေအ мян ထွက်လာခဲ့ပါတယ်။အင်ကိုပြန်ရောက်တော့စိတ်ငြိမ်သွားအောင်စေးတလုံးတောက်လိုက်မှာ နှလုံးခုန်လုံးပုံမှန်ပြန်ဖြစ်သွားပြီးအိပ်ပျော်သွားပါတော့တယ်အတုပစတုထနဲ့မိခင်ကြီးရဲ့အလောင်းကိုတင်းကြိုင်းမှမြေမြုပ်ပြီးနောက်နူရီနဲ့ရန်တာတို့ကဝမ်းနည်းစွာငိုကြွေးနေကြပြီးဆဲဆာကတော့ညကကိစ္စအတွက်ဒီဟာဖြစ်နေပါတယ်အိမ်ပြန်လမ်းမှာရန်တာကရွာလူကြီးပေးခဲ့တဲ့နတ်ဆရာရဲ့လိပ်စာကိုနူရီကိုပြလိုက်ပြီးကျွန်တော်တို့အဲ့ဒီကိုအမြန်သွားမှရမယ်လို့ပြောလိုက်ပါတယ်နူရီကအကိုကြီးကသွားမယ်မထင်ဘူးဆိုတော့သူမသွားချင်ရင်လေကျွန်တော်တို့နှစ်ယောက်သွားကြတာပေါ့ကျွန်တော်ထင်တာမမားရင် ီကိစ္စကြီးကအဖေနဲ့အမေတင်ပြီးမှမဟုတ်ဘူးအကိုကြီးဆဲဆာလဲအဖေနာရင်မှထုံတန်းကိုမလုတ်ခဲ့ဘူးတွားလိုက်တာမမာဘူးဆိုကမောင်နှမနှစ်ယောက်ဆိုင်ကယ်နဲ့ထွက်လာကြပါတယ်အိမ်ထဲမှာတော့ဆဲဆာတယောက်နှစ်ချိုက်စွာအိပ်ပျော်နေကစောင့်ပိတ်သွားတဲ့ဗီဒီယိုကားတန်ကြောင့်လက်နိုလာခဲ့ပါတယ်အရာနဲ့ဂရင်ပေါ်မှာထိုင်နေချိန်အမေတို့နဲ့လိုက်ခဲ့ပါဆိုတဲ့မိခင်ရဲ့စကားတန်ထွက်ပေါ်လာပြီးမှန်တဲ့ကနေတဆင့်မြင်လိုက်ရတော့လန့်သွားပါတယ် အရာနဲ့အခန်းပြင်ထွက်လာတဲ့အခါမိခင်ကြီးရဲ့အတန်ကဆက်ကြားနေတော့မယ်မို့မိခင်ကြီးရဲ့အခန်းထဲဝင်ကြည့်ဖို့တကားဖွင့်လိုက်တော့မိခင်ကြီးရဲ့အလောင်းကြီးဟာတကားနဲ့ကွေသွားပါတယ်ဆက်ဆက်ကအခန်းတစ်လျှောက်ဝေ့ကြည့်ပြီးမျက်နှာချက်ကိုကြည့်လိုက်ပါတယ်အဲ့ဒီအချိန်အခန်းပြင်ဘက်မှာဖုံးပြောနေတဲ့ အာချမ်းရဲ့အတန်ကိုကြားလိုက်ရတဲ့အခါအခန်းပြင်ထွက်လာခဲ့ပြီးသူအရန်ချမ်းနေတာမင်းရောမချမ်းဘူးလားဆိုတော့အာချမ်းကပူတောင်ပူနေသေးတယ်အကိုနေမကောမူလားစေကန်းလိုက်ပို့ရမလားဆိုတော့ရပါတယ်ရန်တာကိုပဲခေါ်ပေးပါလို့ပြောလိုက်ပါတယ်အဲ့ဒီအခါအာချမ်းကရန်တာနဲ့နူရီတို့နေ့လယ်တည်းကအပြင်ထွက်သွားကြတယ်လို့ပြောပြီးထွက်သွားပါတယ်ရန်တာတို့ကတော့မောင်ချိန်မှပဲနတ်ဆရာရဲ့အိမ်ကိုရောက်ခဲ့ပါတယ်နတ်ဆရာအိမ်ကလူသူမနီးတဲ့တောအုပ်ထဲမှာဖြစ်နေတော့နူရီက ဒီနေရာဟုတ်တာတေချာလို့လာလို့မေးလိုက်ချိန်မှာပဲနတ်ဆရာကအိမ်ပြန်ထွက်လာခဲ့ပါတယ်အဲ့ဒါနဲ့ရန်တာတို့မောင်နှမနှစ်ယောက်ကနှုတ်ဆက်လိုက်တော့နတ်ဆရာမကြီးကမင်းတို့တွေဒီတိဘာလာလောက်ကြတာလဲလို့မေးလိုက်ပါတယ်အတုပအိမ်မှာတော့ညရောက်ပြီမို့နာရီလာဧည့်သည်တွေဟာဆက်ဆာကိုနှုတ်ဆက်ပြီးပြန်သွားကြပါတယ်ဆက်ဆာလည်းအိမ်ထဲဝင်ပြီးရန်တာတို့ပြန်မရောက်သေးဘူးလားမေးပြီးရွာလူကြီးပူဒီတယောက်သူတို့မိသားစုကိစ္စတွေကိုဝင်ပါသေးလားမေးတော့အာချန်ကရွာလူကြီးကရန်တာနဲ့ယင်းနေတယ်ကျမစိုးရိမ်တာက ရန်နာကရွာလူကြီးရဲ့ထိန်ချုပ်မှုအောင်ရောက်နေမှာကိုပဲလို့ပြောလိုက်တော့ဆဲဆာအတွေ့ထဲမှာရွာလူကြီးနဲ့ရန်နာတို့နှစ်ယောက်စကားပြောနေကြတာတွေကိုမြင်ရောင်သွားမိပါတယ်အထူးသဖြင့်ရွာလူကြီးကရန်နာကိုခေါ်ပြီးနှစ်ယောက်တည်းပြောလို့ရှိတယ်လို့သူ့ဖခင်ရဲ့ rubber လုပ်ငန်းအပေါ်မှာလည်းမနာလိုဖြစ်နေတယ်လို့ယူဆမိပြီးတန်တရာဝင်သွားခဲ့ပါတယ်နက်ဆီယာမကြီးကတော့ရန်တာတို့ကိစ္စအကြောင်းဆွေးနွေးနေပါတယ်ဆဲဆာကတော့တန်တရာစိတ်တွေဂိတ်ဆုံးတီရောက်ပြီး ရန်တာအခန်းထဲဝင်သွားပါတယ်။အာချန်ကလည်းရန်တာအခန်းထဲဘာလို့ဘို့ဝင်သွားမှမသိတဲ့ဆဲဆာကိုကြည့်နေပါတယ်။အခန်းထဲရောက်တော့ပစ္စည်းတွေကိုမှွေနှောက်ရှာဖွေရင်းဂရင်အောက်မှာရှိတဲ့ပစ္စည်းတစ်ခုကိုတွေ့တာနဲ့ယူကြည့်လိုက်တော့သူ့မိခင်ရဲ့မျက်လုံးကြီးဖြစ်နေတာကိုပြစ်ချလိုက်ပါတယ်။နောက်မှသူအမြင်မှားနေတာဖြစ်မှန်းသိလိုက်ရပြီးဆက်ရှာကြည့်တော့အောက်လန်းပစ္စည်းလိုယူဆရတဲ့အထုပ်လေးကိုရှာတွေ့တော့ကဖွင့်ကြည့်လိုက်တော့မြေကြီးမုန်တွေထွက်လာခဲ့ပါတယ်။အဲ့ဒါနဲ့ဖုန်းကင်မရာနဲ့ဓာတ်ပုံရိုက်ပြီးနူရီစီပို့လိုက်ပြီးပြန်အထ ပြတင်းပောက်ကဝုန်းကနေပွင့်သွားတာမို့လန့်သွားပါတယ်။အဲ့ဒီနောက်ပြတင်းပောက်နာသွားကြည့်နေချင်းအနောက်မှာတခုခုရှိနေတယ်လို့ခန်းစားမိတာကြောင့်လက်ကြည့်လိုက်တော့ဖခင်ရဲ့အလောင်းကြီးဖြစ်နေတာမို့လန့်ပြီးမျက်လုံးကိုအုပ်လိုက်ပါတယ်။မျက်လုံးကိုပြန်ပွင့်တော့ဘာမှရှိမနေတော့ပဲအိမ်ပြင်ဘက်မှာဖခင်ကြီးရဲ့အရှိတ်ကိုတွေးလိုက်ရတော့အိမ်ပြင်အမြန်ထွက်လာခဲ့ပါတယ်။အဲ့ဒီအခါဖခင်ကြီးကသူ့နောက်လိုက်ခဲ့ဖို့ပြောပြီး rubber channel ဝင်သွားပါတယ်။ဆဲဆာလည်းခြံတကားဖွင့်ပြီး ဖခင်ကြီးနောက်လိုက်သွားပါတော့တယ်အာချမ်းလည်းအတန်တစွန်းတစကြားလိုက်ရတာမို့ရန်တာအခန်းနဲ့တွတ်ကြည့်တော့ပြန်ကျဲနေတဲ့ပစ္စည်းများကိုသာတွေးလိုက်ရပြီးသူ့အကိုဝမ်းခွဲကိုမတွေ့တော့ခြံထဲလိုက်ရှာကြည့်လိုက်ပါတယ်ဘလို့မှမတွေ့တဲ့အဆုံးမှာနူရီစီဖုံးလန်းဆက်ပြီးဆဲဆာပြောင်းနေတဲ့အကြောင်းပြောလိုက်ပါတယ်နူရီကဖုံးချလိုက်တော့သူမအကိုပို့ထားတဲ့ဓာတ်ပုံနဲ့မက်ဆေ့ကိုတွေ့ပေမဲ့လောလောဆယ်တေချာမကြည့်အားသေးပဲမောင်လေးကိုခေါ်ပြီးအိမ်ပြန်လာကြပါတယ်ဆဲဆာကတော့ဖခင်နောက်ကိုလိုက်ရင်းနေကျွန်သွားပါတယ်တော်ထိုက်ကသတိပေးဆိုင်ပုံမှာတတိ ဝက်ဝန်လမ်းကြောင်းလိုရေးထားပါတယ်။တနည်းအားအရောက်မှာဖခင်ကြီးဟာပျောက်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးပိတ်ပိတ်အောင်မောင်းမဲနေတာမို့အသင့်ပါလာတဲ့ရမ်းမီချစ်ကိုထုတ်ပြီးမင်းကြီးလိုက်ပါတယ်။ဒါပေမဲ့လေးမငိမ့်တဲ့အတွက်ကြောင့်မီးပြန်ငိမ့်သွားတာမို့နောက်တစ်ချောင်းဆက်ညစ်ပြီးတစ်ဖက်ကိုပြန်အလှည့်ပုတ်ပွားနေတဲ့မီးခင်ကြီးရဲ့အလောင်းကိုတွေ့လိုက်ရတော့ဖင်တန်ရက်လဲကျသွားပါတယ်။အလောင်းတရက်က16နေတော့မို့ဆဲစာတဲ့နေရာကနေအမြန်ထွက်ပြေးရင်ဝက်ဝင်ထောင်ချောက်တစ်ခုမှာခြေရောက်ကျွန်သွားပြီးညှက်မိသွားပါတယ်ဆဲစာလည်းနှချင်းစွာညှိတွားရင် ပြန်လည်လွတ်မြောက်ဖို့အတွက်ထောင်ချောက်ကိုဖျဲတဲ့အခါတန်မာလာတဲ့စပရင်အားကြောင့်နောက်တစ်ချိန်ထက်ညက်မိသွားပါတယ်။အဲ့ဒီအချိန်ရန်နာကဆိုင်ကယ်ကိုအရှိန်တင်ပြီးအိမ်ပြန်လာနေခဲ့ပါပြီ။အာချန်ကလည်းရက်ွက်ကလူတွေကိုအကူအညီတောင်းပြီးမိရုပ်ကိုစီနဲ့ဆဲဆက်ကိုရှာဖွေနေကြပါတယ်။ဆဲဆက်ကတော့အားကုန်သုံးပြီးထောင်ချောက်ကနေလွတ်မြောက်ခဲ့ကဒိုင်ယာကနေတွေးထွက်မလွန်သွားစေဖို့ဘောင်းမီအနားစကိုဖျဲပြီးဒိုင်ယာအပေါ်ကနေတင်းတင်းစီးလိုက်ပါတယ်။အဲ့ဒီနောက်ခြေတပောင်ကျိုးလမ်းလျှောက်ကတောဆက်ကိုကျော်လွန်တဲ့အခါ ကားစီးတွေ့တာနဲ့တားလိုက်ပြီးအနည်းဆုံးဈေးကန်းစီပို့ပေးဖို့အခုညီတောင်းလိုက်ပါတယ်ကားဆရာကအနောက်ကပဲလိုက်ရမယ်ဆိုတော့ကားနောက်ကနေလိုက်လာခဲ့ပါတယ်ဆဲဆောက်ကိုတင်သွားတဲ့ကားကတော့ အမြဲတမ်းမစင်မချင်မောင်းတဲ့ခွေးဘလူကားပါပဲ။ဆေးရုံရောက်တော့ကားသမားကကားခဏရက်ပီးပြီးပြန်ထွက်သွားပါတယ်။ဆဲဆာလည်းဆေးရုံတကားကိုကိုဟါကိုပဲစ조사ပြီးဖွင့်လိုက်ရပါတယ်။ဆေးရုံထဲမှာတော့လူတစ်ယောက်မှမတွေ့ရပဲ။ဆဲဆာကဒီဒီရိုင်နဲ့ရှောက်လာပြီးဖိန်တက်လူနာဂရင်ပေါ်တက်လိုက်တော့လူတစ်ယောက်ရောက်လာပြီးဂရင်ကိုဆွဲသွားပါတယ်။ဆဲဆာလည်းဆရာဝန်တွေရောက်လာပြီးအမတ်နဲ့မော့ကြည့်လိုက်တော့ဂရင်နောက်ကတွန်းပိသူကမိခင်ကြီးရဲ့အလောင်းဖြစ်နေပါတယ်။ဒါဆိုရှေးကဆွဲသွားသူကဘသူလဲ။ပြိတ္တတို့တိကြမယ်ထင်ပါတယ်။ ဆဲဆာလည်းဂရင်းဘောပါသွားရင်သတိမိသွားပါတယ်။သတိပြန်ရလာတော့သူရောက်နေတာအလောင်းထားတဲ့အခန်းကြီးဖြစ်နေမှန်သိလိုက်ရပါတယ်။ခြေထောက်ကဒဏ်ရာကိုကြိလိုက်တော့လေအခြေအနေဆိုးနေပါပြီ။အဲ့ဒီအချိန်မှာပဲပိတ်ဖြူအုပ်ထားတဲ့အလောင်းတွေကရုတ်တရက်ထထိုင်လာပြီးသူ့ဘက်လှဲ့လာတော့ပုတ်ပွားနေပြီးပုံပြပန်းပြက်ဖြစ်နေကြကဂရင်းဘောကနေဆင်းလာကြတော့ဆဲဆာလည်းကြောက်လန့်ပြီးဂရင်းဘောကနေလိမ့်ကြတဲ့အခါအောက်မှာရှိတဲ့အချုံနဲ့စိုက်မိပြီးတေဆုံးသွားပါတော့လေ။အဲ့ဒီအချိန်ရန်တာတို့မောင်နှမနဲ့ရော အိမ်ပြန်ရောက်လာကြတော့ရက်ခွက်ကလူအများအပြားကိုတွေးလိုက်ရကဆဲဆာကိုပြန်ရှာမတွေ့သေးကြောင်းတီးလိုက်ရပါတယ်ခဏနေတော့ရော်လူကြီးစီဖုန်းတကောဝင်လာပြီးသူတို့အကိုဆေးရုံရောက်နေပြီးတွေးထွက်လွန်ကကွယ်လွန်သွားပြီဖြစ်ကြောင်းတီးလိုက်ရပါတော့တယ်အတုပပစ္စမနေအကိုကြီးကိုတင်းချိုင်းမှာမြေမြို့တချို့ပေးပြီးကြံရစ်သူမောင်နှမနှစ်ယောက်ဟာအတိုင်းမသိအောင်ဝမ်းနဲ့ပူဆွေးနေကြပါတော့တယ်အာချန်ကဝင်ရောက်နှစ်သိမ့်ပေးပေမဲ့ပူဆွေးမှုတွေကတော့ပျောက်ကွယ်သွားခြင်းမရှိခဲ့ပါဘူး ညရောက်တော့ရန်နာကသူ့အကိုကြီးကိုမကယ်တင်နိုင်ခဲ့လို့ပိုပြီးစိတ်မကောင်းဖြစ်နေကာယူကျုံမရဖြစ်နေပါတော့တယ်တခင်မရှိတော့တဲ့မြင်းကြီးကလည်းခီနေပါတော့တယ်နူရီကတယောက်တည်းငိုနေရင်နတ်ဆရာအိမ်မာတို့ကအကိုကြီးပို့လိုက်တဲ့ဓပုံနဲ့မက်ဆေ့ကိုသတိရသွားကာခရင်အောက်ကိုရှာကြည့်တော့အောက်လန်းပစ္စည်းထုတ်ကိုတွေ့လိုက်ရပါတယ်အဟားနဲ့မောင်လေးကိုတွတ်ပြပြီးနတ်ဆရာမကြီးစီအ мян ထွက်လာခဲ့ပါတယ်နတ်ဆရာမကြီးစီရောက်တော့အောက်လန်းပစ္စည်းထုတ်ကိုပေးလိုက်ကာအိမ်ကအခန်းတိုင်းမှာဓာရီရှိနေတယ်လို့ပြောလိုက်ပါတယ် ဲ့ဒီနောက်နူရီတယောက်ဟာဆဲဆာတော့ကလို့အဖျားမရှိပဲချမ်းနေတာမို့ရန်နာကကျွန်တော်တို့မောင်နှမထုံနှန်းကိုလုတ်ခဲ့ရတဲ့အားမကဘာလို့ဒီလိုဖြစ်နေရတာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီအခါနတ်ဆရာမကြီးကအောင်လန်းပစ္စည်းကိုတေချာဖြည့်ကြည့်ပြီးဒါရီမင်းတို့စီရောက်နေတာဘလောက်ကြာပြီလဲ။ဒါကတုတ်တန်မြေပဲ။ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ဒါကိုတားဖို့ကတနည်းပဲရှိတယ်ဆိုတာတာပါပန်တန်အစီရင်ကိုစတင်လိုက်ပါတယ်။သူဘာလို့ချက်ချင်းလုတ်ရတာလဲဆိုတော့ ါကမင်းတို့ထင်တယ်လို့ထုံတမ်းဖောက်ပြမိလို့မဟုတ်ပဲတယောက်ယောက်ကမင်းတို့စီကိုအောက်လန်းနဲ့သေးချင်းတရားကိုပို့ဆောင်နေခဲ့တာသေဆုံးချင်းကမင်းတို့စီရောက်မလာခင်လောက်ရမယ်ဒီအစီရင်ကမင်းတို့စီကိုသေဆုံးချင်းပို့ပေးခဲ့တဲ့သူစီကိုတံပြန်အကျိုးသက်ရောက်စေမယ်ဆိုကရန်တာတို့မောင်နှမရဲ့သွေးကိုယူပြီးအစီရင်ကိုစတင်လိုက်ပါတယ် အစီအရင်ကတာမန်မဟုတ်ပဲရိုးရတူရီယာများရဲ့အတန်လိုင်းနဲ့အမောင်လောကရဲ့ကလကကိုဖွင့်ပြီးမနန်ရွတ်ဖတ်တံများကိုတည်ဆုံချင်းယူဆောင်ပေးတဲ့မကောင်းဆိုးရွားရဲ့အကြအာယုံစီအရောက်ပူပေးရပါတယ်။အရင်နောက်နတ်ဆရာမကြီးကကျမဲရဲ့သွေးနဲ့မောင်နှမနှစ်ယောက်လုံးကိုထိတွေ့လိုက်တော့အာချမ်းရဲ့ဖခင်ဆာရိုဆူတယောက်ထိုင်းနေရင်ရွတ်တရက်ချမ်းစိမ့်လာခဲ့ပါတယ်။အဲ့ဒါနဲ့ထပြီး ချိတ်ထားတဲ့အနှွေးတွေကိုဖြုတ်လိုက်တော့မကောင်းဆိုးရွားကိုတွေ့လိုက်ရပြီးလန့်သွားပါလေစာရုစုကတံပြန်ခံလိုက်ရပြီဆိုတာရိပ်မိသွားပြီးအိမ်တကားတွေကိုလိုက်ပိတ်ပင်မဲ့မကောင်းဆိုးရွားကအိမ်ထဲမှာပဲရှိနေပြီးလဲပင်းညစ်ပြီးကိုင်ပေါက်လိုက်တော့လဲကျသွားပြီးစင်ပေါ်တင်ထားတဲ့အက်စစ်ဘူးကအဖုံးပွင့်သွားကမျက်နှာပုတ်ကိုဖိတ်ကျလာခဲ့ပါတယ်အဲ့ဒီအခါမှာတော့မျက်နှာတစ်ခုလုံးလောင်ကျွမ်းပြီးတေဆုံးသွားပါတော့တယ်မကောင်းဆိုးရွားဟာသူ့ကိုဖိတ်ခေါ်ထားတဲ့ အွန်လိုင်းပစ္စည်းအရေးအတွက်အရာတည်ဆုံးခြင်းကိုပို့ဆောင်ဖို့လူတယောက်ကျန်နေသေးတဲ့အခါနူရီစီရောက်လာတော့နူရီလည်းကြောက်ပြီးမြေကြီးတက်ကနေရုံထွက်ကာထွက်ပြေးပါတော့တယ်မကောင်းဆိုးရောဂါလည်းအနောက်ကလိုက်လာနေပါတယ်တနည်းအားအရောက်မှာဘေးနားကတစ်ပင်ကိုမိုးချိုးပစ်ချလိုက်တော့နူရီတယောက်လွန့်ထွက်သွားပြီး တင်းငုတ်အချုံနဲ့တီတီလေးကတ်လွတ်သွားခဲ့လို့ကံကောင်းသွားခဲ့ရပါတယ်။လူရီရိုမိသားစုကိုဆာရိုဆိုကဘာလို့အောက်လန်းနဲ့လှုပ်ကြံခဲ့တာလဲ။ဆာရိုဆိုကရင်တိုက်မှုဖြစ်ပြီးဇနီးတဲ့ပါဆုံးပါသွားခဲ့ရပါတယ်။သူကိုယ်တိုင်လည်းမတန်ဆွမ်းဖြစ်သွားတော့တမီးဖြစ်သူအာချမ်းကိုစောင့်ရှောက်ဖို့အတွက်မစ္စတာမူစီအပ်ခဲ့ပါတယ်။မစ္စတာမူကလည်းသူ့ရဲ့သားသမီးများနဲ့ဒန်းတူဘွဲရတဲ့အထိကြောင်းထားပေးမယ်လို့ဂရုပေးခဲ့ပါတယ်။ဒါပေမဲ့ဆဲဆာနဲ့နူရီရိုဆရာဝန်အင်ဂျင်နီယာတွေဖြစ်တဲ့အတိုင်းအားမရသေးပဲကြောင်းဆက်မတက်ချင်သူ ငယ်ဆုံးသားကိုပါဘွဲယူဖို့တိုက်တွန်းနေတာကိုအာချန်တယောက်ကြားသွားပြီးသူမှကြတော့ကောလိပ်ကြောင့်အရန်တက်ချင်ပေမဲ့မတက်ရပဲမြင်းထိန်တဲ့အလုပ်ပဲလုပ်နေရလေတော့မစ္စတာမူကိုလည်းမပြောရဲတိခတ်မှုကလည်းကုံဆုံးသွားကသူမှဖခင်ကို ရင်ဖွင့်လိုက်ပါတယ်ဆာရုစုကိုရင်ကလည်းအစတည်းကအကိုဖြစ်သူကိုမနာလိုတဲ့အခါအောက်လန်းပညာနဲ့တမိသားစုလုံးကိုတတ်ဖို့ကြံစီခဲ့ပါတယ်အာချန်ကိုရင်ကလည်းလိုလိုလားလားနဲ့ပါဝင်ခဲ့ပါတယ် တမိသားစုလုံးတယောက်မှမကြံတော့မှရှိသမျှအမွေတွေအကုန်သူတို့သားဖနှစ်ယောက်ဆက်ခံရမှာမဟုတ်ပါလားခမညာနက်ဆီယာမကြီးကနူရီကိုပြန်ခေါ်ပြီးကြံနေသေးတဲ့အစီအရင်ကိုဆက်လုပ်လိုက်ပါတယ်အာဂျန်တယောက်စပိန်လေးနဲ့အိမ်ပြန်ရောက်လာခဲ့ပါတယ်အဲ့ဒီနောက်တိုင်မာချီထားတဲ့နဖားချိုးကိုဖြုတ်ပြီးမြင်းကိုခြံထဲသွင်းဖို့လုပ်တော့မြင်းကအတင်းယုံကန်နေချိန်ခြံထကားကသူ့အလိုလိုပွင့်သွားပြီးမြင်းကချန်ပီယံထွက်ပြေးသွားပါတယ်အဲ့ဒီအခါမြင်းရဲ့ကျိုးနဲ့အာချန်ချက်တော့ပတ်မိသွားပြီးဒရွတ်တိုက်ပါသွားခဲ့ပါတယ်။မြင်းကအဆက်မပြတ်ပြေးသွားရင်အ အာချံတယောက်တင်းကုန်းနဲ့စိုက်မိသွားကမှကျိုးကပြေသွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ကွဲလွန်သွားကြတဲ့အာချံတို့သားအဖောက်ကိုကောင်းမွန်စွာမြေမြုပ်တချို့ပေးလိုက်ပြီးနောက်နူရီကမျိုးကိုမပြန်တော့ပဲသူမတက်ထားတဲ့အင်ဂျင်နီယာပညာရများနဲ့ရရွာအချိုးပြုဖို့ရလူကြီးနဲ့တိုင်ပင်ပြီးဖြစ်ကြောင်းနောက်ပြီးတူဦးရဲကျန်တော့တဲ့မိသားစုဝင်ဖြစ်သူရန်တာနဲ့လည်းအတူရှိနေခြင်းလို့ပြောလိုက်ပါတော့တယ်ရန်တာစိတ်ထဲမှာမရှင်းတာတခုရှိနေပါတယ်အဲ့ဒါကတော့ ူတို့မောင်နှမနဲ့ရောအသက်ရှင်နေသေးတာဒလီထုံနှန်းကိုလိုက်နာခဲလို့လားဒါမှမဟုတ်တပပန်တန်အစီရင်ကြောင်းလာဆိုတာဝေခွဲမရဖြစ်နေခဲ့ပါတယ်နောက်တနေ့မှာနတ်ဆရာမကြီးအိမ်ကိုလူတယောက်တကားလာခောက်ခဲ့ပါတယ်နတ်ဆရာမကြီးကတကားသွားဖွင့်ပေးပြီးအဲ့ဒီလူကိုတွေ့တော့ရိုးသေးစွာဥညွန့်လိုက်ပါတယ်အဲ့ဒီလူကတော့ရွာလူကြီးဘူဒီဖြစ်နေပြီးဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမဇလန်းလေးကိုနှစ်သက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမ